တထသောရာစစ်ဆက်လေးခုနဲ့ပြာသောလပြစ်ကျော်တေဇံကုန်တန်းဒေသကြီးလက်ကွမျိုးနယ်ဝိပဿနာဒုရဗုဒ္ဓသာသနာစိတ်သာဘောတော်ရစိတ်သာခွဲ၌တရားဘာဝနာပွားများအထုတ်နေကြသောဆရာတရားစကားပွဲမှာအထုတ်နေကြသောယောဂီသူတော်ဆရာများအတွက်ရှိဥစွာ ဘဂဝါကုံရှင်အရဟံကုံရှင်သမ္မာသမ္ဗုဒ္ဓကုံရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်အားနမောတတ္တသုံးချင်ရွတ်ဆို၍ဘုရားရှိခိုးကြရကြအောင်နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတော သမ္မာသမ္ဗုဒ္ဓတာနမောတတဗုဒ္ဓဝါဒောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတသုံးချင်ရွတ်ဆို၍ဘုရားရှိခိုးကြောပြည့်တဲ့အချိန်ကတရားဟောတရားနာစကြရအောင်သာသနာရမကျင့်တဲ့ကျင့်တဲ့နဘတဲ့သီလကျင့်တဲ့နဘနဲ့သမာဓိကျင့်တဲ့ နာဘသောပညာချက်တဲ့လို့ခေါ်ဆိုအပ်တဲ့ဒီချက်တဲ့သုံးရအချင်းပြတရားတွေရှိတယ်။ချက်တဲ့သုံးရအချင်းပြတရားတွေမှာနဘတဲ့သီလချက်တဲ့ပြည့်စုံပြည့်တဲ့အချင်းကသမာဓိချက်တဲ့အတွက်ဘုရားရှင်ကကမ္မထံ40ဟောကြားထားတယ်။ကမ္မထံ40တဲ့ကအနာပါနကမ္မထံကိုအာတိကမ္မိကကမ္မထံအဖြစ်ဖြင့်ရွေးချယ်ထားပါတယ်။အနာပါနကမ္မထံပေါ်များအထောက်ရာကနေ တခါတရံမှာအများနဲ့ဒေတံရတာဖြစ်တဲ့အတွက်တူနဲ့တူမကျင်တဲ့စိတ်ဓာတ်ခွင့်မလွတ်နိုင်တဲ့စိတ်ဓာတ်သီးမခံနိုင်တဲ့စိတ်ဓာတ်တခါတရံမှာဖြစ်တတ်ပါရဲ့အဲ့ဒီအချိန်ကံပြုံးမှာမိမိရဲ့စိတ်ကိုစောင့်ရှောက်ပေးမဲ့ကမ္မထံ၄မျိုးတည်းကမေတ္တာကမ္မထံဖြစ်ပါရဲ့ဒီမေတ္တာကမ္မထံက မိမိရဲ့စိတ်ကိုလည်းနှွညစေတယ်ပြောပြစေတယ်သူတစ်ပါးရဲ့စိတ်ကိုလည်းနှွညစေတယ်ပြောပြစေတယ်ဒီမေတ္တာကမ္မထံကိုဖွားများခြင်းအားထုတ်ခြင်းအပြည့်လဲမိမိသူတစ်ပါးနှုတ်သားတို့ရဲ့စိတ်ကိုနှွညပြောပြစေတတ်တဲ့သဘောရှိတယ်မေတ္တာဘာဝေတ္တဗျပါဒတ္တဗဟာနာယမေတ္တာကမ္မထံသည် ပြပါဒဒေါသကိုပယ်ကွာစေနိုင်တဲ့စွာရှိတယ် ဗျာပါဒဒေါသဆိုရတာမိမိရဲ့စိတ်ကိုပြည့်စည်အောင်ပြည့်စည်စေတတ်သူတစ်ပါးရဲ့စိတ်ကိုလည်းပြည့်စည်အောင်ပြည့်စည်စေတတ်တဲ့သဘောရှိတယ်။ဘယ်လိုပြည့်စည်အောင်ပြည့်စည်စေတတ်တယ်လဲ။စိတ်ဒီကုသိုလ်စိတ်မဖြစ်တော့ဘဲနဲ့အကုသိုလ်စိတ်တွေကြီးတဲ့ဖြစ်သွားတတ်တယ်။ဒါကြောင့်မိမိရဲ့စိတ်ကိုလည်းကြံတန်စေတယ်သူတစ်ပါးရဲ့စိတ်ကိုလည်းကြံတန်စေတယ် မေတ္တာဆိုတာကမိမိသူတစ်ပါးနှုတ်သားတို့ရဲ့စိတ်နှူးညံ့စေတယ်ပျော်ပြောင်းစေတယ်အဲဒီလိုနှူးညံ့ပျော်ပြောင်းမှသာဒီကမ္မဋ္ဌာန်းဘာဝနာကပွားများအားထုတ်လို့ရနိုင်မှာဖြစ်တဲ့အတွက်ကမ္မဋ္ဌာန်းအားထုတ်နိုင်ဖို့ရအတွက်မေတ္တာကမ္မဋ္ဌာန်းကိုလည်းပွားများပေးရအားထုတ်ပေးရအဲဒီလိုပွားများအားထုတ်တဲ့အခါမှာမေတ္တာဆိုတာတချို့ကသူတစ်ပါးကိုပဲမေတ္တာပို့ရတယ်ဒီလိုထင်တာ မေတ္တာဆိုတာကမိမိကိုယ်ကိုအရင်ပို့ရမိမိကိုယ်ကိုမေတ္တာပို့ဖို့မေ့နေကြ သူတစ်ပါးကိုပဲမေတ္တာပို့ရတယ်လို့ဒီလိုအတင်းရှိကြဘယ်လိုလဲမေတ္တာကမ္မထဆိုတာကအများနဲ့ပွားများအားထုတ်တဲ့အခါမှာတော့ပုဂ္ဂိုလ်ရွေးချယ်စရာမလိုဘူးတူချင်းမေတ္တာပွားတဲ့အခါမှာတော့ပုဂ္ဂိုလ်ရွေးချယ်ဖို့လိုတယ်တူချင်းမေတ္တာပွားတဲ့အခါမှာ လေးမတူရာ သေးသူမှမေတ္တာမပွားနဲ့လေးမတူတဲ့ပုဂ္ဂိုလ်တူချင်းမေတ္တာမပွားရသေသွားတဲ့ပုဂ္ဂိုလ်ကိုလည်းမေတ္တာပွားလို့မရလေးမတူတဲ့ပုဂ္ဂိုလ်မေတ္တာပွားရင်မေတ္တာမကြပဲပြစီသွားတတ်သေသွားတဲ့ပုဂ္ဂိုလ်ကိုလည်းမေတ္တာပို့လို့မရဘာကြောင့်လဲမေတ္တာဆိုတာကသရမပညာကို အာရုံစုပြီးပွားများအားထုတ်ရတဲ့ကမ္မဋ္ဌာန်းတစ်ခုဖြစ်တယ်သရမပညာမရှိရင် အာယုံယူတရားမရှိဘူး။ဒါကြောင့်ဇရမပညာကိုအာယုံယူပြီးပွားများအားထုတ်ရတဲ့ကမ္မတံဖြစ်တဲ့အတွက်သိသွားတဲ့ပုဂ္ဂိုလ်ကိုလည်းမေတ္တာပွားလို့မရဘူး။ဒါကြောင့်မေတ္တာဆိုတာလိမ္မတူရာသေသူမှာမေတ္တာမပွားနဲ့တဲ့။မုန်းထားသောသူလွန်ချက်သူနဲ့လည်းလူတစ်ပြားချင်းသူမှာမေတ္တာမစနဲ့တဲ့။မုန်းနေတဲ့ပုဂ္ဂိုလ်ကိုလည်းမေတ္တာစပြီးပွားလို့မရဘူး။ လမတချက်ခင်မြန်တို့အပ်တဲ့ပုဂ္ဂိုလ်ကိုလည်းစပြီးမေတ္တာပွားလို့မရဘူးအလယ်လပုဂ္ဂိုလ်ကိုလည်းမေတ္တာစပြီးပွားလို့မရဘူးရံသူပုဂ္ဂိုလ်ကိုလည်းမေတ္တာစပြီးပွားလို့မရဘူးဘာကြောင့်မရသလဲတဲ့မေတ္တာဆိုတာကသူတစ်ပါးရဲ့ခွန်ကျေးဇူးကိုအာရုံစုပြီးပွားများရတဲ့ကမ္မထာအားထုတ်ရတဲ့ကမ္မထာဖြစ်နေပါတယ်ဒါကြောင့် မုန်းနေတဲ့ပုဂ္ဂိုလ်ကမေတ္တာပွားမယ်ဆိုရင်သူ့ကိုမြင်လိုက်တဲ့တပြိုင်တည်းဒေါသတွေထွက်လာမယ်။ဒါကြောင့်မုန်းထားသောသူလွန်ချက်သူနဲ့လောမတန်ချက်ကမြင်လို့ရတဲ့ပုဂ္ဂိုလ်ကလည်းမေတ္တာစပွားလို့မရဘူး။ဘာကြောင့်လဲ။သူ့အတွက်သောကတရားတွေဝန်လာတတ်တယ်။ဒါကြောင့်အလောမတန်ချက်မြင်လို့ရတဲ့ပုဂ္ဂိုလ်ကလည်းမေတ္တာစပြီးမပွားပါနဲ့။ အလယ်အနတ်ဘုဂ္ဂိုလ်ကိုလည်းမေတ္တာစပြင်ပွားပါနဲ့အလယ်အနတ်ဘုဂ္ဂိုလ်ကိုမေတ္တာစပွားပြန်တော့ဘာဖြစ်တတ်သလဲမေတ္တာဆိုတာသူတစ်ပါးရဲ့အကျိုးကျေးဇူးဂုဏ်ကျေးဇူးကိုအာရုံစုပြီးပွားများအထောက်ရတဲ့ကမ္မတန်ဖြစ်တဲ့အလယ်အနတ်ဘုဂ္ဂိုလ်ရဲ့ဂုဏ်ကျေးဇူးအာရုံစုဖို့ရန်အလမတန်ခရင်တပ်ပါတဲ့ဒါကြောင့်အလယ်အနတ်ဘုဂ္ဂိုလ်ကိုလည်းမေတ္တာစပြီးမပွားပါနဲ့ဇန်သူပုဂ္ဂိုလ် ဒီရံသူပုဂ္ဂိုလ်ကလည်းမေတ္တာစသည်မပွားပါနဲ့ရံသူပုဂ္ဂိုလ်ကစသည်ပွားမယ်ဆိုရင်စောင့်စိတ်တွေဝင်လာပြီးတော့ဒေါသတရားတွေဖြစ်လာတတ်ပါတယ်ဒါကြောင့်ဒီပုဂ္ဂိုလ်တွေကိုရှောင်ရှားဖို့လိုတယ်ရှိဦးစွာဘယ်လိုပုဂ္ဂိုလ်ဆင်းနဲ့ပွားရမလဲတဲ့အလောမတချစ်ချစ်ရတဲ့ပုဂ္ဂိုလ်ဘယ်ပုဂ္ဂိုလ်လဲမိမိကိုယ်ကိုဒါကြောင့်မေတ္တာပွားတဲ့အခါမှာမိမိကိုယ်ကိုရှိဦးစွာပွားရတယ် မိမိကိုယ်ကိုမေတ္တာပွားတဲ့ကာမဘယ်လိုပွားမလဲအဟံအဝေရောဟောမိအပြာပေသောဟောမိအနိကောဟောမိဒုက္ခိအတ္တနပရိဟရာမိငါတိဖေးယံကင်းပါစေ စိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေဉာဏ်ဉာဏ်မှမှဉာဏ်ဉာဏ်သာသာဖြင့်မိမိဤခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ပါစေရှင်ဥစွာမိမိကိုယ်ကိုအရင်ပွားရ ကိုယ့်ကိုယ်ကိုမေတ္တာမထားနိုင်တဲ့ပုဂ္ဂိုလ်လောကမှာမရှိတော့ပါဘူးလောကမှာမိမိကိုယ်ကိုမေတ္တာပွားရတာအလွယ်ကူဆုံးဒါကြောင့်မိမိကိုယ်ကိုရှိဥစွာ ထားပြီးတော့မေတ္တာပွားရဘာကြောင့်လဲမိမိကိုယ်ကိုပွားတဲ့အခါမှာသစ်သေးအရာမှာ တည်ဖို့ရင်မိမိကိုယ်ကိုစံပြအနေနဲ့ထားဖို့ရင်မိမိကိုယ်ကိုရှိဥစွာမေတ္တာပွားရဒါကြောင့်အဟံအဝိရောဟောမိအပြပေသောဟောမိအနိကောဟောမိ ုပိအဒါနာပရိယာရာမိငါတိပိယကင်ပါစေဆေဆင်းရကင်ပါစေကိုဆင်းရကင်ပါစေကျမ်းကျမ်းမမကျမ်းကျမ်းသာသာဖြင့်ငါ၏ခန္ဓာဝန်ကိုရွတ်တော်နိုင်ပါစေရှေးစွာမိမိကိုယ်ကိုအရင်ပွားဖောင်းပြီးတဲ့ကံမှာပုဂ္ဂိုလ်တူဦးကိုပဲရွေးချယ်ပါပုဂ္ဂိုလ်တူဦးကိုရွေးချယ်တဲ့ကံမှာတော့အမျိုးသမီးပုဂ္ဂိုလ်ဒီအမျိုးသမီးပုဂ္ဂိုလ်ကိုပဲရွေးချယ်ရအမျိုးသားပုဂ္ဂိုလ်ဒီအမျိုးသားပုဂ္ဂိုလ်ကိုပဲရွေးချယ်ရ အမျိုးသားဘုဘတိရွေးချယ်မယ်ဆိုရင်မိမိရဲ့ယေရှုများတဲ့ဂုံရှိတဲ့ဦးကြီးဖြစ်စေဦးလေးဖြစ်စေအကိုဖြစ်စေဆရာသမားဖြစ်စေပွားများအားထုတ်နိုင်ပါရဲ့အဲ့လိုဖုံးကိုဖုံးကိုဖော်ပြီးတော့ရှိမှဖြစ်စေမိမိရဲ့၄တောင်၅တောင်ခန့်လောက်မှာမတရားရဖြစ်စေထိုင်ရဖြစ်စေအာရုံစုပါအာရုံစုဖြစ်တဲ့အချိန်ကမှာ အယံသဗ္ဗရိသောအဝေရောဟောတုအပြပေသောဟောတုအနိဘောဟောတုသုခိအတ္တနာပရိဟာရတုဤသူရောကံတိဖိယကင်ပါစေစိတ်ဆင်းရဲကင်ပါစေကိုယ်ဆင်းရဲကင်ပါစေစัญญမမစัญญသာသာဖြင့်မိမိခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ပါစေမေတ္တာလေးမျိုးနဲ့ပွားရအဲဒီလိုမေတ္တာလေးမျိုးနဲ့ပွားရကလည်း မေတ္တာတစ်မျိုးနဲ့ပဲတင်ငင်တဲ့တမာတိရရှိအောင်မေတ္တာတစ်မျိုးနဲ့ပဲရွေးချယ်ပါ။ငါသည်ဆေးဆင်းရဲ့ခြင်းငယ်လိုဤသူတော်ကောင်းသည်လည်းဆေးဆင်းရဲ့ခြင်းငယ်မှာပဲဆိုတဲ့မိမိကိုယ်ကိုသစ်သေးအရာမှာထားပြီးသွားများပါ။ဤသူတော်ကောင်းသည်ဆေးဆင်းရဲ့ခြင်းပါစေဆေးဆင်းရဲ့ခြင်းပါစေလို့ကျင်းပါများစွာသွားများအားထုတ်ရတဲ့အဲ့ဒီလိုကျင်းပါများစွာသွားများအားထုတ်လိုက်မယ်ဆိုရင်အဲ့ဒီသူတော်ကောင်းကဆေးဆင်းရဲ့ခြင်းနေတဲ့ပုံ ပြင်းစွင်နေတဲ့ပုံပေါ်လာမယ်အဲ့ဒီပုံပေါ်မှာဘာဝနာစိတ်ကိုဉာဏ်ဝဇ္ဇာတည်အောင်ထားပါတည်လာတဲ့အချိန်ကမှမိမိရဲ့ဟရိယဝတ္ထုနှလုံးအင်အတွင်းဘဝမနာကြီးဆိုတာကဟရိယဝတ္ထုရဲ့နှလုံးအင်အတွင်းမှာလက်တစ်ဖက်ရဲ့တဝက်ခံလောက်ရှိတဲ့သွေးမှာမိပြီးတော့ဖြစ်ကြပါတယ်အဲ့ဒီမှာဘဝမနာကြီးမှာဆိုင်တဲ့၅ပါးဆင်ញံကြီးဝိတ္တဝိစာရပီတိဒုက္ခဧကဂတ္တ ဝိတ္တကသရဝပညာအာယုံပေါ်သို့စိတ်ကိုရှိရှိတင်ပြနေတယ်။ဝိသရကသရဝပညာအာယုံကိုထပ်ပါတပ်ပါသုံးသပ်ဆင်ញင်နေတယ်။ပိဋိကသရဝပညာအာယုံကိုနှက်သက်နေတယ်။ဒုက္ခကသရဝပညာအာယုံဤအရသာကိုချမ်းသာသာသာကံသာနေတယ်။ဧကိကတာကသရဝပညာအာယုံတကူတည်းပေါ်သို့စိတ်ကြောက်တည်နေနေတယ်။သဘောတရား၅ခု။အဲဒီသဘောတရား၅ခုအရိယဝတ္ထုဘဝမနာရှိမှပြန်ပြီးဆိုင်ရာဆင်ញင်ကြည့်မယ်ဆိုရင်သိနိုင်ပါရဲ့။ ပထမဇာမကျင့်တတ်ဖို့ရှိပြီဆိုရဒုတိယဇာတတိယဇာတိုင်အောင်ပွားများအားထုတ်နိုင်တယ်မေတ္တာကမ္မဋ္ဌာန်းမှာတတိယဇာသမာဓိတိုင်အောင်သာရစေနိုင်တယ်စတုဒ္ဓဇာကိုတော့မရနိုင်ဘူးဘာကြောင့်လဲသရမပြညာကိုအာရုံစည်းပြီးပွားများအားထုတ်ရတဲ့ကမ္မဋ္ဌာန်းဖြစ်တဲ့အတွက်တတိယဇာလောက်သာရစေနိုင်တဲ့သဘောရှိတယ်ဒါကမေတ္တာကမ္မဋ္ဌာန်းစပြီးပွားများအားထုတ်တဲ့ဤစနစ်ဖြစ်ပါတယ် အဲ့ဒီစေစင်ရဲ့ကင်းပါစေမှာလဲတတရားသာဆိုင်အောင်ဘေးရန်ကင်းပါစေမှာလဲတတရားသာဆိုင်အောင်ကိုစင်ရဲ့ကင်းပါစေမှာလဲတတရားသာဆိုင်အောင်စัญญာမာမစัญญာသာသာဖြင့်မိမိခန္ဓာဝန်ကိုရွတ်ဆောင် တိုင်းပါစေမှာလဲတတရားသာဆိုင်အောင် အသေးအသေးရရှိအောင်ပွားများအားထုတ်ဖို့လိုတယ်။အဲ့ဒီလိုဂရုဘာဝနာပို့ဖို့လဲဆယ်ဦးဆယ်ငါးဦးကလာပွားများအားထုတ်ရမှာဖြစ်တယ်။အတိပယသဟာယကတဲ့ အဲ့ဒီမှာပညာပုဂ္ဂိုလ်မှာနှစ်မျိုးရှိတယ်။ပညာပုဂ္ဂိုလ်နှစ်မျိုးကနဘတ္တဂရုဘာဝနိယချက်ကံဒေသတတဲ့ပုဂ္ဂိုလ်နဘနဲ့အတ္တပိယသဟယကအလမတချက်မြန်တို့အပ်တဲ့ပုဂ္ဂိုလ်ဆိုပြီးပုဂ္ဂိုလ်နှစ်မျိုးရှိတယ်။အဲ့ဒီနှစ်မျိုးလုံးဟာအလုံးပညာပုဂ္ဂိုလ်ကြီးပဲဖြစ်ကြပါတယ်။ဂရုဘာဝနိယဆိုတာကအလမတဒေသတတဲ့ပုဂ္ဂိုလ် ကိုယ်ယူတိုက်တဲ့ပုဂ္ဂိုလ်ကျေးဇူးများတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဂရုဘာဝနီယချစ်ခင်လေးစားတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်အတ္တပယသာယကအလမတာချစ်ခင်မြတ်တို့အတ္တပုဂ္ဂိုလ်ကတော့မိမိရဲ့မိစေသင်္ကေတချင်းဒီမိမိရဲ့အလမတာရှင်ပြီးတဲ့ပုဂ္ဂိုလ်တွေကိုတော့အတ္တပယသာယကအလချစ်မြတ်တို့အတ္တပုဂ္ဂိုလ်လို့ခေါ်ပါတယ် ဖြစ်ရာပုဂ္ဂိုလ်မှာဆယ်ဝိစနာဟုခန္ဓာဘာမြအားထုတ်နိုင်ပြီဆိုတဲ့အချိန်ကမှမေတ္တာတာမချင်မမောအလယ်လပုဂ္ဂိုလ်ဆယ်ဝိစနာဟုကာလမေတ္တာလေးမျိုးနဲ့ဘာမြအားထုတ်ရပါတယ်မေတ္တာတာမချင်မမောပုဂ္ဂိုလ်ဆယ်ဝိစနာဟုကာလဘာလို့ရပြီဆိုတဲ့အချိန်ကမှအတိနောက်ဆုံးဖြစ်တဲ့ဇန်သူပုဂ္ဂိုလ် ရန်သူဆိုတာကတော့တချို့ပုဂ္ဂိုလ်တွေကတပြည့်တော်မှာရန်သူမရှိဘူးဖေဟာဒီလိုပြောတတ်တယ်။မိမိရဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲပြည့်လို့ဖူးတဲ့ပုဂ္ဂိုလ်ပြည့်လို့တတ်တဲ့ပုဂ္ဂိုလ်ပြည့်လို့အုံးမဲ့ပုဂ္ဂိုလ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုရန်သူအနေမှာထားပြီးတော့ပွားများအားထုတ်ပေးပါ။အဲ့ဒီလိုပွားများအားထုတ်မယ်ဆိုရင်သူလည်းတတ္တရာဇာဆက်အောင်ရစေနိုင်ပါတယ်။တစ်ချိန်ကရန်သူဖြစ်ခြင်းဖြစ်ပါသေး မေတ္တာကမ္မတာပေါများအတုတဲ့အချင်းကမ္မတော့မေတ္တာဆန်ဆိုင်အောင်ရစေနိုင်တဲ့ဆွမ်းအားရှိတယ်အဲ့မှာ အတ္တပိယမေတ္တာဝေရီမိမိရဲ့စိတ်ခင်တဲ့ပုဂ္ဂိုလ်ရဲ့မချင်မမောပုဂ္ဂိုလ်ရဲ့ရံသူပုဂ္ဂိုလ်ရဲ့ဒီပုဂ္ဂိုလ်၄မျိုးတရားစီတရားစီလှည့်ပြီးပွားများပါမိမိကိုပွားလိုက်ပိယပုဂ္ဂိုလ်တရားပွားလိုက်မေတ္တာပုဂ္ဂိုလ်တရားပွားလိုက်ဝေရီပုဂ္ဂိုလ်တရားပွားလိုက် အဲ့ဒီလိုပုဂ္ဂိုလ်လေးမျိုးလှည့်ပြီးဘွားရာကနေမိမိကတော့ဇံမဆိုင်ဘူးကြံတဲ့ပုဂ္ဂိုလ်၃မျိုးမှာတတ္တယဇာအတိအတိရစေနိုင်ပါ रे ဒီမေတ္တာကမ္မတန်ကဘယ်အချင်းကမှဘွားများရမလဲအာလုံသောပုဂ္ဂိုလ်တွေနဲ့မေတ္တာထားမှုနေပါတဲ့လာတဲ့အချင်းအကာတွေမှာမကျင်တတ်တဲ့စိတ်တွေများပြားလာတဲ့အချင်းအကာမှာဘွားများအားထုတ်ပေးရ မေတ္တာဘာဝေတ္တပါဖြာပါဒသဗ္ဗဟာနာယမေတ္တာကမ္မတံတိဖြာပါဒဒေါသကိုဖယ်ခွာစေနိုင်တဲ့စွာရှိတယ်။အဲ့ဒီလိုပုဂ္ဂိုလ်၄မျိုးဒီကြောင်းဝန်တစ်ပိုင်းသာဇွာတရားသာမျိုးတစ်မျိုးသာ ပြည်နေတစ်ခုသာတပ်ပြည်တစ်ခုသာ32ဘောအတွင်းစัจ java လာအနန္တ32ဘောဖွယ်စည်းတစ်ခုကိုစัจ java လာတစ်ခုလို့သတ်မှတ်ထားပါရဲ့။ အဲ့ဒီလိုစัจ java လာတယ်မရေမထွန်းနိုင်အောင်များပြားတာပေါ်တော့အနန္တလို့သုံးထားတယ်စัจ java လာအနန္တမှာရှိတဲ့တရားတွေကိုမေတ္တာလေးမျိုးနဲ့ပွားများအားထုတ်ပြရအဲ့ဒီလိုပွားများအားထုတ်မယ်ဆိုရင်မိမိရဲ့စိတ်တွေတရားတွေပေါ်မှာခွန့်လွတ်နိုင်တဲ့စိတ်သိက္ခန္ဓာနဲ့စိတ်မကျဉ်တဲ့စိတ်အလုံးပပျောက်သွားမယ်သိက္ခန္ဓာနဲ့စိတ်တွေလည်းကြာရောက်လာမယ် သတ္တဝါတွေမေတ္တာထားနိုင်တဲ့စိတ်ကြီးလဲကြာရောက်လာမယ်။ခွန့်လွတ်နိုင်တဲ့စိတ်ကြီးလဲထားနိုင်လာမယ်။ခြေနဲ့တဲ့စိတ်ကြီးလဲဖြစ်ပေါ်သွားမယ်။ဒါကြောင့်မေတ္တာကမ္မထံကိုသတ္တဝါတွေပေါ်မှာထားရှိပြရထားတဲ့အခါမှာတော့ကာယကမေတ္တာဝစီကမေတ္တာမနောကမေတ္တာအဲဒီလိုမေတ္တာတရားတွေကနေစပြီးတော့ထားပြရပါတယ်။မေတ္တာကမ္မထံဆိုတာကမိမိသူတစ်ပါးနှုတ်သားတို့ရဲ့စိတ် နုညာစေတယ်ပြောပြစေတယ်သီခာနိုင်တဲ့စိတ်မိမိရဲ့တန်တမကြရောက်လာမယ်ဒါကြောင့်မေတ္တာကမ္မထပွားများပြီးတဲ့အချိန်ကမှဒါကတော့ပုဂ္ဂိုလ်တူချင်းပွားတဲ့နိစ္စနဲ့ဖြစ်ပါတယ်အများနဲ့ပွားတဲ့အချိန်ကမှတော့သဗ္ဗေတ္တအဝေဒဟွန်တူအပြပြက်တဟွန်တူအနိတဟွန်တူသုဗ္ဗေအတ္တနာပရိဟာရန္တူတဲ့ သံဖြေတတ္တခတ်သိန်းကုန်သောခန္ဓာ၅ပါးနှင့်ညေကထွက်တော်ချက်ရှိကြကုန်သောသရဝရုသည်ဖြေယကိညာပါစေဆေစင်ယကိညာပါစေကိုစင်ယကိညာပါစေချမ်းညာမမချမ်းညာသာသာဖြင့်မိမိတို့၏ခန္ဓာဝန်ကိုရွတ်တောင်နိုင်ကြပါစေဒီလိုမေတ္တာပွားရအားလုံးသရဝရီလို့ပြောလိုက်ခြင်းအပြည့်ပဲပုဂ္ဂိုလ်မှမကြံဘူးအားလုံးပါသွားပြီ အဲ့ဒီလိုပွားများအားထုတ်ဖို့လိုတယ်။သဗ္ဗေတ္တံသဗ္ဗေပါဏာသဗ္ဗေဘုဒ္ဓသဗ္ဗေပုဂ္ဂလံသဗ္ဗေအတ္တဘဝပရိယပါဏာတဲ့။အဲ့ဒီမှာအနောတိသောပရဏာစေတဝိမုတ်တိမေတ္တာ၅မျိုးတဲ့။အနောတိသောဆိုတာကရည်ညွန်ပိုင်းခြားခြင်းမရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်တဲ့။ဘယ်ပုဂ္ဂိုလ်ရလို့ရွေးချယ်ပြီးပွားရမလို့အလုံးတစ်ပါးပြီးပါသွားပြီ။ တမျိုးနောက်ပွားလိုက်ရဲ့အာလုံးပါသွားတယ်ဒါကိုရှင်းရခြင်းမရှိတဲ့မေတ္တာ၅မျိုးလို့ခေါ်ပါတယ်သဗ္ဗအဋ္ဌိယောသဗ္ဗေပုရိသသဗ္ဗေအရိယသဗ္ဗေအနာရိယသဗ္ဗေဒေဝသဗ္ဗေမနုဿသဗ္ဗေဝိနိပါတိကာဒါကတော့ဩဋ္ဌိတောပရဏာစေတောဝိမု ക്തി မေတ္တာ၇မျိုးလို့ခေါ်တယ်ဩဋ္ဌိတောဆိုတာရှင်းရှင်းပိုင်းခြားခြင်းရှိတယ် အနာတိတောကယဉ်ညာပန်းချခြင်းမရှိဘူးယဉ်ညာပန်းချခြင်းရှိတာကသဗ္ဗဣတိယောခတ်သိန်းကုန်သောအမျိုးသမီးတွေသဗ္ဗပုရိသခတ်သိန်းကုန်သော အမျိုးသားတွေသဗ္ဗအရိယခတ်သိန်းကုန်သောအရိယပုဂ္ဂိုလ်တွေသဗ္ဗအနာရိယခတ်သိန်းကုန်သောအရိယမဟုတ်တဲ့ပုဂ္ဂိုလ်တွေသဗ္ဗေဒေဝခတ်သိန်းကုန်သောနတ်ပြမတွေသဗ္ဗမနုဿခတ်သိန်းကုန်သောလူသားတွေ သဗ္ဗေဝိနိပါတိကကတိကုံသောအဘေဖုံသာအဘေဘုံသူအဘေဘုံသာတရဝါရီဒါရေကရည်ညွန်ပိုင်းခြားခြင်းရှိတဲ့မေတ္တာလို့ခေါ်ပါတယ်အဲ့ဒီမှာရည်ညွန်ပိုင်းခြားခြင်းမရှိတာက၅မျိုးရည်ညွန်ပိုင်းခြားခြင်းရှိတာက9မျိုး အလုံးပေါင်းတော့ပုဂ္ဂိုလ်12မျိုးလို့ခေါ်ပါတယ်အဲ့ဒီပုဂ္ဂိုလ်12မျိုးကို အဝိဒါဟွန်တုအပြပြက်သဟွန်တုအနိကဟွန်တုဒုက္ခယတနာပရိဟရန္တုမေတ္တာလေးမျိုးစိတ်နဲ့ကိုယ်လေးနဲ့မြောက်တော့လေးရလေးရစစ48စိတ်နဲ့လေးလေး48 48 48ကိုဒိဋ္ဌာပရဏအရှိအနောက်တောင်းမြောက်တောင်းလေးတောင်းအောရအထေရအဲ့ဒီရစ်စင်နဲ့မြောက်လိုက်တော့480 လင်းညာစင်တဲ့ကိုအမြဲအစမျက်နှာမပါပဲ50စင်တဲ့ပေါင်းလိုက်ပြန်တော့928 928တဲ့မေတ္တာဖြည့်အောင်ဖွာမြတ်အားထုတ်ဖို့လိုပါတယ်အဲ့ဒီလိုဖွာမြတ်အားထုတ်မယ်ဆိုရင်မေတ္တာကမ္မထာမှာမိမိရဲ့စိတ်မှာအလမထာမှာတန်ဆင်းသွားမယ်ဘွားတဲ့အခါမှာတော့တတ္တယသံတမာတိစိုက်ပြီးတန်အောင်ဖွာဖို့လိုတယ် သူချင်းဘွားတဲ့ကံမှာလည်းတတ္တယသံသမာဓိရအောင် အများနဲ့ခြုံပြီးတော့ဘွားတဲ့ကံမှာလည်းတတ္တယသံသမာဓိရရှိအောင်ဘွားများအထုတ်ဖို့လိုတယ်920ဆစ်စေမေတ္တာကိုတနည်းကိုတစ်ခါပဲဘွားပါအောင်အဲ့ဒီပုဂ္ဂိုလ်ရဲ့စေစင်သည်နုံညံ့ပျော်ပြောင်းနေမှာဖြစ်ပါတယ်ဒါကြောင့်ဒီမေတ္တာတရားကို ထားရှိဖို့လိုတယ်သရဝရီယဒီမေတ္တာတရားတွေအားနည်းနေလို့သတ္တန်တွေတို့ရ တူနဲ့တူခိုင်ရန်ဒေါသတွေဖြစ်ကြအဲဒီတော့တရားအားထုတ်တဲ့ယောဂီမှန်ရင်ဒီမေတ္တာကမ္မတန်ကိုမဖြစ်မနေဘွားကိုဘွားတဲ့နဲ့ကမ္မတန်တကူဖြစ်ပါတယ်ဒီမေတ္တာကမ္မတန်ကဖြာပါဒဒေါသကိုပယ်ခွာစေနိုင်တဲ့စွာရှိတယ်မေတ္တာဘုနာတ္တောသောသပရတောသောသမတိ မေတ္တာသေကေနသဗ္ဗေသူသဗ္ဗတောကေနိဝရေမေတ္တာဘုနာမေတ္တာတိဟုသောစေစဉ်ဖြင့်သာတောသောသမိမိမှာရှိတဲ့ဒေါသသည်၎င်းပရတောသောသသူရမယေတန်တံမှာရှိတဲ့ဒေါသသည်၎င်းသမ္မတိငြိမ့်စေပပြပါပေ၏မေတ္တာသေကေနမေတ္တာတိဟုသောစေစဉ်သလောသဖြင့်သဗ္ဗေသူအလုံးစုံသောတတဝါတို့၌ သဗ္ဗတောအချင်းခတ်တဲ့အဖြစ်အကိဉ္ဒောတတိဟုသမိကိုနိဝရိယမေတ္တာတိဟုသောလက်နှင့်ဖြင့်တည်ဖြစ်တမ်းရဲ့ရပါတတိဒီမေတ္တာကမ္မထံဇာပါတဒေါသကိုပယ်ကွာစေနိုင်သောအရှိတယ်။ဒါကြောင့်ဒေါသတရားကိုမေတ္တာကမ္မထံဖြင့်အနားယူပါ မိမိကစုမပွားများအားထုတ်နေတဲ့အာတိကံမိကကမ္မထံလို့ ခေါ်ဆိုရတဲ့အာနာပါနာကမ္မထံမေတ္တာကမ္မထံနဲ့ပြဘာဒဒေါသကိုခင်းငင်သွားတဲ့အချိန်ကမှကိုယ်တိုင်စုတဲ့အာတိကံမိကကမ္မထံအစပြီးပွားများအားထုတ်တဲ့ကမ္မထံလို့လည်းခေါ်ပါရဲ့အဲဒီစာပြီးပွားများအားထုတ်တဲ့ကမ္မထံကို တပံပြန်ပြီးပွားများအားထုတ်ပါ အားထုတ်ဖို့နေစနစ်ကိုတော့ဘုရားရှင်က အာနာပါနသုဓမ္မဘယ်လိုဟောကြားထားသလဲဣဒ္ဓဘေကဝေဘေကုအရညာကတောဝရုခမူလကတောဝသုညာကရကတောဝနိသတတိပါဏမအဘုဒ္ဓတဝဟုသုကာယပဏိဒါယပရိမုကတတေဥပတ္ထပတဝဘေကဝေယဟန္တုဣဒ္ဓဣသာသနာရဏဘေကုယောဂိယဟန္တိအာရညာကတောဝတောယသုသောယသုသလကရုခမူလကတောဝသဗ္ဗယံတုသောယသုသလကော သုညာကာရကတဝါဆင်းရဲအရတုသွားရသော်လည်းကောင်းဘန္တကအဘုဒ္ဓဝါတမလင်ခွေပြည့်လျင်ဥဆုံးကာယအတပန်းကိုဖြတ်မစားပဏိတာယဓာ၍ပရိမုခံဝန်သက်လေထွက်သက်လေသောကမ္မထာအာယုန်တို့တတင်တတိကိုဥပတပတ်တဝါရှိစီဖြစ်စေလျက်နေ့စဉ်တတိတန်နေလေ၏တဲ့အာနာပါနကမ္မထာပွားများအထုံးမဲ့ဆိုရင် ရှိဥစွာနေရရှာရမယ်။အာရဉ္ဇမတော်တောမှာပဲဖြစ်စေဒုက္ခမူလကတောသဗ္ဗယမှာပဲဖြစ်စေသုညာကာရကတောဆင့်ငိမ့်တဲ့နေရာမှာပဲဖြစ်စေဒီလိုသုံးနေရာတစ်နေရာကိုရှာရှိအောင်ရှာပါ။နေရာရှာဖြစ်တဲ့အချိန်ကမှနဘနဲ့တဘနဲ့တနဲ့မှာပါလည်းငါအဘုဒ္ဓတဘတမလည်းကိုတိုင်မှာတဲ့။ဥဇုံကာယအတ္တပိုင်းခန္ဓာကိုဖြောင်းဖြောင်းတိုင်မှာတရားအထုတ်တဲ့ပုဂ္ဂိုလ်ရဲ့အတ္တပိုင်းခန္ဓာကိုအထူးအပြုဖြောင်းဖြောင်းတိုင်ဖို့လိုအပ်တယ်။ အတ္တဘကန္နာကိုဖြောင်းဖြောင်းတန်ကြည်တဲ့အချိန်ကမှနမတောရှိဖို့နိဒနဲ့မှာပြိမုခံဝန်သက်လေထွက်သက်လေသောကမ္မထာအာယုသို့တတိကိုဖြစ်စေပါဝန်လေးထွက်လေမှာတတိထားပြီးအသက်ရှူပါတတိမရှိဘဲနဲ့အသက်မရှူပါနဲ့တတိထားပြီးတော့အသက်ရှူဖို့ရန်ဘုရားရှင်ဟောကြားခြင်းဖြစ်တယ်သောတတဝါအတ္တတိတတဝါပတ္တတိသောတယောဂိပုဂ္ဂိုလ်သည် တတဝတတိစိလေသာလေအတတတိဝန်လေကိုဖြစ်သည်တတဝတတိစိလေသာလေပတတတိထွက်လေကိုဖြစ်သည်တတိရှိသည်ဝန်လေကိုဖြစ်သည်ပါတတိရှိပြီထွက်လေကိုဖြစ်သည်ပါတတိထားပြီအသက်ရှူပါတတိမရှိဘဲနဲ့အသက်မရှူပါနဲ့တတိထားပြီတော့အသက်ရှူဖို့ရန်ဘုရားရှင်ဟောကြားခြင်းဖြစ်တယ်ဘယ်နေရာမှာတတိထားရမလဲဘုဒ္ဓဘုဒ္ဓကာသေပဏ္ဍတတိတပည့်တော်ပါဝန်တတိဝပါဝနာသံဖက်တတိ တိယတိယဒါနနဲ့တတိကိုတရင်ဘာဝနာနဲ့ပြည့်စုံစေနေပါတယ်အသိစုကြည့်ပါတချို့ဘုဘောဒီနာသီပြမှာဒီဘုတင်ကြတာရှိတယ်တချို့ဘုဘောကြတာဒီနှကပြမှာဒီဘုတင်ကြတာရှိတယ်နာသီပြနဲ့ဒီနှကပြဒီဘုတင်ကြတဲ့နေရာမှာတတိကပိစီမှာပေါ်များအထက်မဲ့ဆိုရင်အာနာပါနကမ္မထံလုံမရသည်ပြည့်စုံစေနေတဲ့သဘောရှိတယ်ဒါကြောင့်အာနာပါနကမ္မထံပေါ်များအထက်ပေါ်နေစနစ်ကို လက်တွေအပြင်ဘာဝနာကုသိုလ်လည်းပါရှိအောင်တရားနည်းနည်းထန်ကြည့်ကြမယ်။တရားထိုင်တဲ့ပုံစံထန်ကြည့်ကြရအောင်။ကြာစီထိုင်နိုင်မဲ့အရိယာဘုံနဲ့ထိုင်နိုင်ပါရဲ့။အထက်ပိုင်းကဏ္ဍကိုဖြောင်းဖြောင်းထိုင်။ကောင်းကိုတည့်တဲ့မမထားဘယ်လက်ဘောကညာလက်ကိုတင်မယ်။ညာဘက်လက်ကိုပုံမှန်ထား။မျက်စိကိုမိတ်ပါးစပ်ကိုဖိတ်အသက်ရှူတဲ့လေကိုပဲကြည့်မယ်။ နာစီပြားကိုစိတ်ကစိတ်ကိုခရီးပဲတဝန်လေးကနေစပြေရှုမယ်ဝန်လေးထွက်လေးဝန်လေးထွက်လေးအသင်းစီတဲ့လေးကိုပဲကြည့်တင်ရှားတဲ့တနေရာမှာပဲစောင့်ကြည့်နာစီပြားမှာတင်ရှားနာစီပြားမှာ ရှုမယ်အထက်နှုတ်ခမ်းပြားမှာတင်ရှားအထက်နှုတ်ခမ်းပြားမှာရှုမယ်တည်တည်သွားတာလေလို့အာယုဒ္ဓပြီးစောင့်ကြည့် လေကအတွင်းဝင်သွားလို့လည်းအတွင်းနဲ့လိုက်မခြင်းနဲ့အပြင်ထွက်သွားလို့လည်းအပြင်နဲ့လိုက်မခြင်းနဲ့မတင်ရှားလို့တင်ရှားအောင်ဆိုပြီးပြင်မြင်လည်းမရှိနဲ့အသက်ရှင်လေးကိုအောင့်လည်းမတနဲ့ပုံစံပါပဲရှိမယ်။ဝန်လေးမှလည်းတတိရှိပါစေထွက်လေမှလည်းတတိရှိပါစေဝန်လေးထွက်လေမှလေနဲ့စိတ်နဲ့ငြိမ်းနေအောင်ရှုထားမယ်။စိတ်ကိုပြင်မသွားတဲ့နဲ့ဝန်လေးမှလည်းတတိရှိပါစေထွက်လေမှလည်းတတိရှိပါစေ။ ဝန်လေထွက်လေမှာလင်းနဲ့စိတ်နဲ့ငြိမ်းနေအောင်ရှုထားမယ်အာနာပါနာကမ္မဋ္ဌာန်းကနာသီပြားနဲ့အထက်နောက်ကပြတ်တင်ရှားတဲ့တဏှာမှာဝန်လေမှာလည်းတတိရှိထွက်လေမှာလည်းတတိရှိဝန်လေထွက်လေမှာတတိမြေအောင်ကြိုးစားပွားများအထောက်ရပါရယ်ဝန်သက်လေထွက်သက်လေမှာတင်ကျင်တဲ့တမာတိရရှိလာပြီးဆိုရင်လေသည်တစ်ဖြည်းဖြည်းသင်ပြီးလာမယ်နှုံညာလာမယ်သင်မှုနှုံညာလာတဲ့အချိန်ကမှတင်ကျင်တဲ့တမာတိရဲ့ဆွမ်းအားကြောင့် နမိတ်ဖြစ်ပေါ်စေမယ်ပရမမိဂိုရံတို့လိုညတ်တထအရာမျိုးတွေ့လာပြီဆိုရင်ပရိကမနမိတ်လို့ခေါ်တယ်။ဝါကောနဲ့လိုဖြစ်ပေါ်နေတဲ့အရာမျိုးတွေ့လာပြီဆိုရင်ဥက္ကနမိတ်လို့ခေါ်တယ်။ခြင်းလန်တပ်ပါနေတဲ့သရှုကျေကဲ့သို့အလမတန်ခြင်းလန်တန်ရှင်းနေတဲ့အရာမျိုးတွေ့လာပြီဆိုရင်ပရိဘာကနမိတ်လို့ခေါ်ပါတယ်။ဒီလိုပရိဘာကနမိတ်ကြာစေခံရဲဆိုတိတဲ့ခံကလာတဲ့အခြေအကပြင်ညာနဲ့တမာရီရဲ့ဆိုအားကြောင့်အပနာတမာရီလို့ခေါ်ဆိုရတဲ့ ပထမသံသမာဓိဒုတိယသံသမာဓိတတိယသံသမာဓိစတုတ္ထသံသမာဓိတိုင်အောင်အာနာပါနကမ္မထံကရသည်နိုင်တယ်စတုတ္ထသံသမာဓိတိုင်အောင်ရရှိပြည့်လို့မြင်မြင်ကဝိပဿနာဘက်ကိုဆက်လက်ပွားများအားထုတ်နိုင်မယ်ဆိုရင်မဉ္ဇဉ်၄ပါးပုံညာ၄ပါးတိုင်အောင်ရသည်နဲ့ရရှိနိုင်တဲ့ကမ္မထံတစ်ခုဖြစ်တယ်ဒါကြောင့်အာနာပါနကမ္မထံကိုအောင်မြင်အောင် နေ့စဉ်နေ့တိုင်းကျင့်ကြံကြိုးပွားများအထောက်ကြပါအထောက်နိုင်ကြပါစေလို့ဆန္ဒပြုရတရားသိညာသောသာယတဘိကဝေမပမတတ္တမပစ္စဝိပတိသာရိနောဟောတာယံဟောအမကန္တုသာသနိဘိကဝေဩချက်သာချက်သမီးတို့သာယတရှိကြကုန်လောမကြကုန်လောသမထဘာဝနာဝိပဿနာဘာဝနာအလောကောပွားများအထောက်ကြကုန်လောမပမတတ္ထ မိမိလျော်လျော်ပေါ်ပေါ်ဆန်းဆန်းမနေလိုက်ကြပါကုန်လေပြေဆံဩသောအခဏသောအခါသိရာညောင်းသောသို့လည်းလျော်သောအခါချက်မှဝိပတိတာရဏနှလုံးမသမယခြင်းတို့သည်မာဟုတော်ဖြစ်ကြပါကုန်လေအရာဤစွာခေဖြစ်ဒီက ဟောသင်ချက်သားချက်သမီးတို့အတွေ့အမကံဗျာရှင်တို့သည်အနုသာသနိဖမ္မာထထသောမတော်မူအပ်ခဲ့ပါပြီတည်း